ဘရန်နီရိုင်းမဲလို ranking 1ကဖိုင်တာနဲ့ရှင်ပြိုင်ဖို့ပြင်ဆင်ချိန်နှစ်ပတ်ကျော်လောက်ကဘန်အတွက်လုံလောက်မှုရှိနိုင်ပါမလားပရိသတ်များလုံးဝမေ့လာပါခင်ဗျာမက်ချစ်စတာဖွန်ဆုံကနေပြန်လည်ကြိုလိုက်ပါရင်ချင်းလီဖန်ကတော့အာဂျီနဲ့ကိုလှုပ်ချလိုက်ပြန်ပါပြီ Friday တန်းစင်တင်နေရကဘရန်နီရိုင်းမဲနဲ့ရှင်ပြိုင်ထိုးသက်ဖို့အတွက်ဘန်ကလက်ခံလိုက်တာပဲဖြစ်ပါရင်မူလကတော့ rival ကိုမနေကိန်းနဲ့ပွဲတင်ပေးထားခဲ့တာဖြစ်ပြီးတော့အခုပွဲကရန်နှစ်ပတ်ကျော်လောက်အလိုမာရင် K ကနှုတ်ထွက်သွားခဲ့တာကြောင့်ဘန်ကအစားဝင်ထိုးပေးရမှာပါ ဒါပေမဲ့ပါဝင်ရှင်ပြိုင်ရမယ့်ပြိုင်ပွဲက USC 317ပြိုင်ပွဲဖြစ်နေပါတယ်။ပွဲရက်ကဇွန်လ28ရက်နေ့ဆိုတော့ဗန်အတွက်ပြင်ဆင်ခြင်းကနှစ်ပတ်ကျော်လောက်ပဲရပါတယ်။ဒါဟာ USC Fighter 2အတွက်အကန့်အသတ်ရှိတဲ့အချိန်ဖြစ်ပြီးတော့အထူးသဖြင့် Rival လိုမျိုးအဆင်ပြေပြီးမျမျောလင်ထားတဲ့တိုက်ခိုက်မှုပုံစံရှိတဲ့ပြိုင်ပွဲကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်စင်ခေါ်မှုအများကြီးရှိတယ်လို့ပြောပါမှာ။ဒီတော့ဗန်ရဲ့လက်ရှိစွမ်းဆောင်ရည်လေးချင်းမှုအကျင့်နဲ့ Fighter 2အနေနဲ့သူ့ရဲ့လာရောက်ညီထွေဖြစ်မှုတွေပေါ်မူတည်ပြီးတော့ဒီနှစ်ပတ်ကျော်ကာလဟာလုံလောက်ဖို့ဖြစ်နိုင်ခြင်းရှိမှရှိကိုအကဲဖြတ်ကြပါမယ်။ ပြင်ဆင်ချိန်တစ်ပတ်ကျော်ကာလဟာလုံလောက်မှုရှိနိုင်ပါမလားဒီကာလဟာလုံလောက်မှုရှိမရှိဆိုတာကဘန်ရဲ့လက်ရှိအခြေအနေ Rival တိုက်ခိုက်မှုပုံစံနဲ့ USC Fighter ရဲ့ပြင်ဆင်မှုပုံစံပေါ်မူတည်ပါရင်နံပါတ်1အချက်ပြောရမယ်ဆိုရင်ဘန်ရဲ့လက်ရှိပုံစံနဲ့အရှင်ယုံဖြစ်ပါတယ်ဘန်ဟာနောက်ဆုံးလေးပွဲဆက်အနိုင်ရထားပြီးတော့လက်တလုံးမှာ ဘရူနိုဆီမာကိုယွမ်းစီသွေးဝမ်းအဆင့်မှာ TKO နဲ့နိုင်ရထားခဲ့ပါရင်ဒါအတွက်လေးချင်းမှုနဲ့အာယုံစူးစိုက်မှုကိုထိတ်တန်းအဆင့်မှာရှိနေရဆိုတာကိုဖော်ပြခဲ့ပါရင်ဘိုင်းရဲ့ထိုးချင်းမှုစွမ်းရင်ကတမနစ်မှာ8.1ထိရောက်မှုရှိပြီးတော့ခန်းစပိုင်းကာကွယ်မှု80ရာခိုင်နှုန်းရှိနေပါရင်ဒါကသူ့ရဲ့ပုံမှန်လေးချင်းမှုမှာထိုးချင်းမှုနဲ့ဒပန်းပိုင်းကိုကောင်းစွာပြင်ဆင်ထားနိုင်နေဆိုတာကိုညွှန်ပြပါရင်ဒပန်းရဲ့အချမ်းအနေနဲ့ဒိုတောင်းနဲ့ပြင်ဆင်ခြင်းကဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲ UFC fighter တွေကပုံမှန်အားဖြင့်နှစ်ဘက်ကျော်ကာလမှာပြင်ပတ်တည်တံ့ဖြူအားချမှတ်ဖို့လုံလောက်တဲ့အချိန်အဖြစ်သတ်မှတ်ကြပါရင်အထူးသဖြင့် fighter တအူးဟာလေးချင်းစကန်မှာတစ်နှစ်ပတ်လုံး ပုံမှန်လေးချင်းနေရင်ပေါ့ဗန်ဟာလူငယ်ဖိုက်တာ2ဖြစ်တဲ့အတွက်လက်ရှိအဆင့်တက်လန်းနေတဲ့အချိန်မှာပုံမှန်လေးချင်းမှုတွေထိန်းသိမ်းထားဖို့ဖြစ်နိုင်ပါရင် rival တိုက်ခိုက်မှုပုံစံပောက်ကွဲအားရှိတဲ့ထိုးချင်းမှုဂျေဂျေဆုကစားပုံစတာတွေအားလူတီများပြီးတော့ USC ဘွဲတွေမှာမကြာခဏပြသထားတာကြောင့်ဗန်ရဲ့လေးချင်းအဖွဲအနေနဲ့ rival ရဲ့ဗီဒီယိုတွေကိုခွဲချင်းစိတ်ပြပြီး viewer များများချမှတ်နိုင်ပါရင်နံပါတ်3ချမ်းအနေနဲ့ဗန်ရဲ့လာရောက်ညီတွေဖြစ်မှုပါဗန်ရဲ့အသက်20နှစ်နဲ့လင်မြန်တဲ့တိုက်ခိုက်မှုပုံစံကသူ့အနေနဲ့တူတောင်းတဲ့ပြင်ဆင်ချိန်မှာလာရောက်ညီတွေဖြစ်အောင် လောက်ဆောင်နိုင်တယ်လို့ဖော်ပြထားပါတယ်။ဆလိုနာလို ground game သမားကိုထိုးတယ်။နောက်ဘက်မှာ Bruno Silva ကိုလည်းထိုးပါဝါအားကောင်းတဲ့ striker သမားနဲ့ဆက်ထိုးတယ်။အခုလောမတူညီတဲ့တိုက်ခိုက်မှုပုံစံလေးကိုရင်ဆိုင်ခဲ့တာဘန်ရဲ့လိုင်အောင်ကြီးထွေဖြစ်မှုကိုပြသပါတယ်။ဒါရီကတော့အချိန်နှစ်ပတ်နဲ့လုံလောက်ပါမလားဆိုတဲ့အပိုင်းမှာတွေးရတဲ့အားသာချက်တွေဖြစ်ပါတယ်။အားနည်းချက်တွေကိုဆက်ပြီးကြည့်မယ်ဆိုရင်နံပါတ်1အချက် rival ရဲ့စင်ခေါ်မှုရှိတဲ့ပုံစံကိုရင်ဆိုင်ရတာမလည်နိုင်ပါဘူး။ဘန်ရဲ့တိုက်ခိုက်မှုပုံစံကမင်းမလင်ထားတဲ့ယူနီယားမှုနဲ့ဂျိုဂျင်းစုတင်သွင်းမှုကိုပေါင်းစပ်ထားတာကြောင့်သူ့ကိုရင်ဆိုင်မှု ပြည့်စုံတဲ့ဗီဟာတစ်ခုချမှတ်ဖို့အချိန်ပိုလိုအပ်ပါတယ်။တမက်ကျော်ကာလမှာ Rival ရဲ့ Gluten ချုံနဲ့အန်ပါနောက်ပြီးထူးထူးဆန်းဆန်းထွန်းကျင်းမှုတွေကိုကောင်းကောင်းကာဝယ်ဖို့လုံလောက်မှုမရှိနိုင်ပါဘူး။ Rival ကတက်ဆူလိုတိုင်ရတဲ့ပွဲမှာတော့သူရဲ့ပွဲခွင့်အားရှိတဲ့ပုံစံကိုပြသခဲ့ပြီးဒီလိုပြိုင်ဘက်ကိုရင်ဆိုင်ဖို့ပိုပြီးအသေးစိတ်ပြင်ဆင်ဖို့တွေလိုအပ်ပါတယ်။တမက်နေ့အချိန်လေးအဆင့်ကွာချက်ဖြစ်ပါတယ်။ က်ရှိမှာဘန်ကအဆင့်ဆက်လေး rival ကအဆင့်တင်ဖြစ်ပါရင်ဒီပွဲဟာဘန်အတွက်အဆင့်မြင့်တလန်မှုတစ်ခုဖြစ်ပါရင် rival ရဲ့အတွေ့အကြုံမှတ်တမ်းနဲ့ထိတန်း fighter တွေနဲ့ရှင်ပြိုင်ထားတဲ့တမိုင်းကြောင်းဘန်အနေနဲ့သူ့ရဲ့အားနည်းချက်တွေကိုအသေးစိတ်ခွဲခြမ်းစိတ်ပြဖို့ချိန်ပိုလိုက်ပါရင်တပည့်ကျော်ကာလမှာ rival ရဲ့အားနည်းချက်တွေဥပမာ khan city ရောက်မှု striking defense 48ရာခိုင်နှုန်းတိတ်တောင်းလုခင်ရမှုတဝဲကိုတွဲသမ၄ခုချင်းစားရတွေကိုပြင့်မဲ့ထားဖို့ရွာချမှတ်နိုင်ပေမဲ့ဒါတွေကိုလက်တွေ့လေးချင်းမှုအချိန်မလုံလောက်နိုင်ပါဘူးနံပါတ်3အချက်ကရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုဖြစ်ပါရင် fighter 2အနေနဲ့ပုံမှန်လေးချင်းမှုမှာအကောင်းမွန်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုထိန်းထားနိုင်ပေမဲ့နှစ်ဖက်ကျော်ကာလမှာအချိန်အချိန်ရှော့ချမှုနဲ့ပြန်ဝဲအတွက်အကောင်းဆုံးအခြေအနေကိုပြင်ဆင်ဖို့အကန့်အသတ်ရှိပါတယ်ဘန်ဟာ fly weight 125ပေါင်လေးချင်းမှာရှင်ပြိုင်နေပြီးတော့သူ့ရဲ့လေးချင်းစီမံခန့်ခွဲမှုပုံမှန်မှုတည်ပြီးတော့ဒီကာလဟာဖိအားဖြစ်စေပါတယ် ဒါကြောင့်ခြုံပြီးပြောရမယ်ဆိုရင်နှစ်ဘက်ကျော်ကာလာဟာဘန်အတွက် rival လို့အဆင့်မြင့်ပြိုင်ဘက်ကိုရင်ဆိုင်ဖို့အကန့်အသတ်ရှိတဲ့အချိန်ဖြစ်ပေမဲ့ဘန်ရဲ့လက်ရှိပုံမှန်လေးချင်းမှုအခြေအနေနေမြန်နဲ့ထိုးချင်းမှုစွန့်ရင်နဲ့လိုင်အောင်ကြီးထွေဖြစ်မှုပေါ်မှာတင်ပြီးတော့လုံလိုက်ဖို့ဖြစ်နိုင်ပါတယ် ဒါပေမဲ့ဒီကာလမှာအောင်မြင်မှုအတွက်ဘန်နီနဲ့ရိုင်ဘဲအားနေချက်ခန်းစစ်ထိရောက်မှုတိတ်တောင်းအလုံးခံရမှုစတာတွေကိုပြင်မှတ်ထားတဲ့တည်တံ့ပြွာတွေကိုအာယုံဆိုင်ပြီးတော့ထိရောက်တဲ့လေ့ကျင့်ရေးအစီအစဉ်တစ်ခုကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်အထူးသဖြင့် submission defend တိတ်တောင်း drain နဲ့ counter strike တွေကိုဦးစားပေးလေ့ကျင့်ပြီးတော့အလေးချိန်စီမံခန့်ခွဲမှုနဲ့စေပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုမဖြစ်မနေဂရုစိုက်ရမယ်လို့အကြံပြုချင်ပါတယ်ပြည်သူများအမြင်ကိုလည်းသိချင်ပါတယ်ပြောပေးခဲ့ကြပါဦးဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Matches of Force ဆောင် Channel လေးကို Like and Follow လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ